ဟယ်လိုမင်္ဂလာပါဒီဘက်ကနေပြန်ကြိုဆိုပါရစေကျွန်တော်တို့ထုံးစံအတိုင်းပဲဒီနေ့ကတော့ Monday ပြန်ရောက်လာပြန်ပြီဆိုတော့ကျွန်တော်တို့ဒါ Monday analysis လေးလောက်ရမယ်အချိန်ပေါ့လေเนาะဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဒါဒီတစ်ပတ်အတွင်းမှာဟို Bitcoin နဲ့အဲ Bitcoin ဥဆောင်ပြီးတော့ပေါ့เนาะတခြား crypto တွေဘာတွေဖြစ်ပျက်ခဲ့လဲဆိုတော့ကျွန်တော်အရင်ကြည့်မယ်ပြီးရင်တော့ကျွန်တော်စဉ်းစားထားတဲ့နောက်ထပ်ဖြစ်လာနိုင်ခြေရှိတဲ့အာနောက်ထပ် တောင်းနိုင်ခြင်းရှိတဲ့ပုံစံပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ crypto market တစ်ခုလုံးက bitcoin ဥဆောင်ပြီးတော့ဒါဟိုးထိတ်ကနေပြီးတော့ဒီ market crash နေရာနေစပြီးတော့ဒီ down trend ပေါ့နော်အောက်ကိုကျဆင်းလာတာကိုကျွန်တော်တို့ကအာတွေ့တွေ့ခဲ့ရတယ်ပေါ့နော်ပထမ October လကုန်လောက်ကနေစပြီးတော့ကျွန်တော်တို့ November လဆန်းအခုဒီ November 10ရက်နေ့ရောက်တဲ့အချိန်ထိကိုဒါဆက်ကြနေတဲ့အချိန်အချိန်နေကျွန်တော်တို့တွေ့ရတယ် ဆိုတော့မနေ့ကဒီနေ့မှာတော့နည်းနည်း Bitcoin အပါအဝင် Crypto Market တခုလုံး Recover ဖြစ်လာတာကိုတွေ့ရတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ BTC Dominance ကနေစပြီးကြည့်မယ်ဆိုလို့ရှင် BTC Dominance က60%အောက်မှာရှိနေတယ် BTC BTC Dominance ကဒါကျွန်တော်တို့အာ2025အဲကျွန်တော် sector မှာပေါ့နော်ဒီကနေစပြီးတော့ကျွန်တော်တို့ပြန် recover နေနဲ့ပြန်တက်လာခဲ့ပြီးတော့အခုနည်းနည်းပြန်ပြီးတော့အောက်ကိုပြန်ဆင်းလာတွေ့ရတယ် BTC dominance တက်တယ်ဆိုရင် ဒါဘေးလူတွေက big wire ကိုတခြား quality ထဲပို့ယုံတာဗောနော် BDC domain နဲ့ကြရဲဆိုလို့ရှိရင်เนาะတခြား quality တွေကိုပတ်စံနေနေပြန်ထည့်တဲ့သဘောမှာရှိတယ်ဗောနော်ဆိုတော့အခုကတော့ဒါ market ဟိုလှုပ်ရှားတဲ့အချိန်မှာဖြစ်လီဖြစ်တာရှိတဲ့ပုံစံတိုင်းပဲကန်တီကမ်ကတော့ဒါတခြားအထက်ကိုပတ်စံနေဝင်သွားပြီလို့ပြောလို့မရသေးဘူး60%အောက်မှာပဲလေရှိရဲဆိုပေမဲ့တော့59တသမ8ဟို8ဗောနော်59.8မှာရှိရဖြစ်တဲ့အကြောင်းမို့လို့အရင်ဒါပြောလို့မရဘူးဗောနော်ဆိုတော့သူ ਨੇ တိုက်ပြီးတော့ total နဲ့ total 3ကိုကြည့်မှာဆိုလို့ချင်းဒါ big one entirely total ကလှုပ်ရှားနေတာကိုတွေ့ရတယ်ပတ်စံนี่အကုန်လုံးအခုပြန်ဝင်လာပြီးတော့နည်းနည်းဟိုပါပေါ့ဒီဒီဒီ zone ကျွန်တော်ဆွဲထားခဲ့တဲ့ zone ရှိတယ်နော်3.55 trillion zone ကိုလာထိနေပြီနော် total 3ကလည်းကျွန်တော်တို့ဒါ1 trillion နာကိုပြန်ရောက်လာတယ်ပေါ့အဲ့တော့ပြောမှာဆိုလို့ချင်းအာကျွန်တော်တို့ scenario တွေထဲမှာဥမာ BTC dominance ကကျနေတယ် total 3ကတက်နေတယ် ဲ့ဒီအချိန်မှာတိုတယ်ကလည်းအရင်မပြောင်းလဲဘူးဆိုရင်အောက်ဆီဇန်ဖြစ်နိုင်ခြင်းရှိတယ်။ဒါမှမဟုတ် BTC dominance ကတက်နေတယ်။တိုတယ်ကလည်းတက်နေတယ်။တိုတယ်တတိယကျနေရဆိုလို့ရှိရင်ဒါ BTC dominance market ပေါ့နော်။ဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်အအခုချိန်ဒီမှာတော့ဒါကျွန်တော်လည်းခုနကဒီ market ထိုးကြတဲ့အချိန်ပေါ့ဒီဒီလိုဒီတရက်နှစ်ရက်မှာကျွန်တော်တခြား coin နဲ့ဆိုတော့ကျွန်တော် bitcoin ကိုပဲပြန်ဝယ်ဖြစ်တယ်။ဘာလို့လဲဆိုတော့ bitcoin ဒီ ကြခြား quantity ထက်ကိုပို့ပြီးတော့မှဟိုစိတ်ချရတယ်ကျွန်တော်ယူဆတယ်ပေါ့နော်တော်တော်များများလည်းအဲ့လိုပဲယူဆကြလိမ့်မယ်အဲ့ဒီအတွက်ဒီအချိန်တွေမှာကျွန်တော် big quantity ကိုပဲကြိုင်တာများတယ်ပေါ့နော်တခြားဟာကိုဝယ်လို့ရလားဆိုတော့ဟိုရတယ်ဒါပေမဲ့ဝယ်လဲဝယ်ကြရတယ်တချို့ပဲဒါပေမဲ့ percentage နည်းနည်းပဲဝယ်ကြရတယ်နော်ကျွန်တော်လည်း solar နားပါနည်းနည်းဝယ်ဝယ်လိုက်တယ်ဒါပေမဲ့ big quantity အများဆုံးကျွန်တော်ဝယ်တာအဲ့တော့ big quantity ကိုပို့ပြီးတော့အာကြိုင်ကြတာများတယ် ော်အဲ့တော့ market ထဲမှာအကောင်လုံးက bitcoin ဟိုအဲကိုပဲယုံနေကြသေးတဲ့အခြေအနေကိုတွေ့ရတာပေါ့နော်ဆိုတော့အခုအခြေအနေမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ BTC dominance ကကျွန်တော်တို့ဒါဟို60%အောင်မှရှိနေတယ်ဆိုပေမဲ့အရင်မဝေဘူး total ကလည်းအဲကျွန်တော်တို့ဇုံထဲမှာရှိနေသေးတယ် total 2 total 3ရာလည်းအတက်တင်နေပြန်တက်လာတယ်ဆိုတော့ဒါတမင်ပေါ့နော်ဒီ bitcoin နောက်ကို follow line နေတယ်မာကတ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်နော် ဆိုတော့ BTC USDT ဆိုတော့ BTC ပဲပေါ့နော် BTC ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကျွန်တော်ဒီ zone zone ကဒီ training ကတည်းကတည်းက zone တော့မဟုတ်ဘူး zone ကပြီးသွားပြီဆိုတော့ဒီ group တွေမှာကျွန်တော်ပြောထားတာရှိတယ်ဒီမှာ local zone တစ်ခု form ဖြစ်သွားတယ်ဆိုတော့ local zone ဆိုတာဆိုလို့ရှိရင်၃နှစ်ရက်လောက်ဒီအောက်ကိုစင်းဖို့စူးစမ်းပေမဲ့မစင်းနိုင်ခဲ့ဘူးဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက်နော်ပြီးရင်တစ်ချက် ပင်ဒီဂျားရဲတိရောက်လာတယ်နောက်ဒီမှာ၃ချက်၄ချက်နော်ဆိုတော့၄ချက်လောက်အထိကျွန်တော်တို့ဒါဒီအောက်ထဲကိုစင်းမို့ကြိုးစားတယ်ဘယ်အောက်ကိုစင်းမို့ကြိုးစားတယ်တသိန်းအောက်ကိုစင်းမို့ကြိုးစားတာနော်တသိန်းအောက်ကိုစင်းမို့ကြိုးစားတာအဲ့တော့ကျွန်တော် big coin တော်တော်များများတော့တသိန်းအောက်မှာထပ်ဝင်ထားလိုက်သေးတယ်။ဘာလဲဆိုဒီနေရာမှာဝယ်တာဒီနေရာဝယ်တာဆိုတော့တသိန်းကိုထိပြီးဆိုတဲ့အချိန်မှာ6900မှာကျွန်တော် order တင်ထားလိုက်တယ်။အဲ6900ကိုထိပြီးတော့သူပြန်တက်သွားတဲ့အချိန်မှာကျွန်တော် order တွေပါသွားတယ်နော် ော့နောက်တစ်ခေါက်ထက်ကြလာတယ်ဟိုတနေ့ရကျတော့ကျွန်တော်မဝယ်ပြလိုက်ဘူးဗျာဆိုတော့တစ်ခါဝယ်ထားပြီဝယ်မယ်ဆိုလို့ရှိရင်အောက်ကိုထက်ဆင်းမှာပဲကျွန်တော်ဝယ်တော့မှာဖြစ်တဲ့အတွက်ကြောင့်လိုကေဆုံထဲမှာတော့ကျွန်တော်တစ်ခါပဲဝယ်လိုက်ကြတယ်ဗောနော်အဲ့ပြီးတော့အခုပြန်တက်သွားတော့ကျွန်တော်အမြတ်တော့ရနေပြီဗောနော်โอเคအဲ့တော့အာအခုနောက်ထပ်လာရဘစ်ကွိုင်းနောက်ထပ်လာရအောင်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတေးချာမြင်ရတဲ့ fair value gap တခုရှိတယ်နော်အဲ့ fair value gap ဒီအားလုံးလဲဟိုကျွန်တော်တို့ဗီဒီယိုတွေကြည့်မယ်ဆိုတော့ ဟိုတိပါလိမ့်မယ်တသိန်းနဲ့8000 level ဒီ key support key resistant အနေနဲ့အလုပ်လုပ်ခဲ့တာတော်တော်ကြာနေပြီဆိုတော့ကျွန်တော်တို့အမြင်ပြောနေပါတော့ဆိုတော့မှကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအဲ့ fair value gap ကအဲ့တသိန်း8000နဲ့ quantity match ဖြစ်နေအောင်တွေးလိမ့်မယ်အဲ့တော့အခုအဲ့နာကိုပြန်ပြီးတော့မှချင်းကပ်လာတာကိုတွေ့ရတယ်ခொနှစ်ကတသိန်းအဲကျွန်တော်ဗီဒီယိုပြရိုက်ခင်နေမှာတသိန်းနဲ့မှ9000နီးပါးလောက်ထိပြန်တက်သွားတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ပြောမှဆိုလို့ရှိရင်အောက်မှာဝယ်ထားခဲ့တဲ့ဟာရဲ့အမြတ်တချို့တော့ကို သသိန်း8000နားကိုရောက်တဲ့အချိန်ဒီ February gap ထဲကိုစဝင်တဲ့အချိန်မှာစပြီးထုတ်ဖို့စဉ်းစားနေပြီပေါ့နော်။ဘာလို့လဲဆိုတော့နည်းနည်းပေါ့အကုန်လုံးမဟုတ်ဘူး percentage နည်းနည်း။ဘာလို့လဲဆိုတော့ဒီဘော်ကဒီသသိန်း8000ဒီ support ဖြစ်ခဲ့တယ်အရှိမ support အချိန်ချင်းဖြစ်ခဲ့တယ်လို့ပဲ resistance လည်းအချိန်ချင်းဖြစ်ခဲ့တယ်ဒီမှာ။နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ဒီ support အနေနဲ့အလုပ်လုပ်နေတော့လည်းကောင်းကောင်းအလုပ်လုပ်ခဲ့တယ်လို့ resistance အနေနဲ့လည်းကောင်းကောင်းအလုပ်လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သသိန်း8000ဒီ အခုတစ်ခေါက်လည်း resistance အနေနဲ့အလုပ်လုပ်နိုင်ကြီးရှိတယ်။ resistance အနေနဲ့အလုပ်လုပ်ခဲ့မယ်ဆိုလို့ရှိရင်အရှိမလဲ favorite look up ကပါနေတယ်။နော်။ပြီးရင်ကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်အာအပေါ်ကနေကျလာခဲ့တဲ့ဒါပြောရင် down trend ပေါ့နော်။ပြောဟိုကျွန်တော်တို့အဲ down trend ပြပြပြဖြစ်သွားပြီလားဆိုလို့ရှိရင် market structure အရာတော့ဒီမှာဒီအောက်ကိုပြန်ပြီး break တဲ့အချိန်ဒီနေ့ကဒီနေ့ကတော့ဖြစ်သွားတယ်ပေါ့နော်။ဒါပေမဲ့အရင်ကတော့ပြောလို့မရသေးဘူး။ဒါပေမဲ့ ဖြစ်နိုင်ကြီးကတော့အဲ့3800လीရဂျစ်စတာအနေနဲ့အလုပ်လုပ်ဖို့ဖြစ်နိုင်ကြီးများတယ်ဗောနော်အဲ့တော့ဒီနားရောက်ပြီဆိုလို့ချင်းတော့ဒီချို့တို့ကထုတ်ထားတဲ့နည်းဒီဟာကို clean break အပေါ် break တော့ပြီ body တဲ့ break တယ်ဆိုရင်တော့ဒါအဆက်ကင်ထားပြီးရတယ်အဲ့တော့ body break မလုပ်ဘဲနဲ့ဒီမှာ rejection အနေနဲ့ထိုးနေတယ်ဆိုလို့ချင်းပူဆိုးတာဗောနော်ပြီးရင်တော့ကျွန်တော်တို့က next level ကတသိမ့်ဗောအဲ့တော့ကျွန်တော်တို့ဒီ ovario ဒီဒီဈေးတန်းတွေကိုဒါဇုံနေနေနဲ့တတ်မှတ်လိုက်လို့ရှိရင်ကျွန်တော်မျိုးလုံးတွေမှာရှင်းသွားတယ် market ဒီဇုံကြားထဲမှာပဲတွားလိရှိတယ်ဒီဇုံကနေဒီဇုံကိုတွားရတယ်တွေ့လားပြီးရင်ဒီကိုပြန်လာတယ်ပြီးရင်ဒီဇုံကိုဖောက်တက်သွားတယ်ပြီးရင်ဒီကိုပြန်လာတယ်အဲ့လိုမျိုးတွားနေလိရှိတယ်အဲ့တော့ကျွန်တော်ဒီမှာဇုံရကြည့်မယ်ဆိုလို့38000ဇုံနဲ့30000ဇုံကြားသည်ကျွန်တော်တို့ဒီတစ်ခေါက် play ပေါ့နော်ဒီတစ်ခေါက်ကစားမဲ့ကစားကွက်ကဒီနားမှာတည်နေတာဖြစ်တယ်နော်အဲ့တော့အခုအချိန်ဒီမှာကျွန်တော်တို့ကဒီဘက်က local ဇုံဖြစ်စီထားတဲ့ဒီဒီကောင်ဒီဇုံဒီဒီအပေါ်ကဒီ top ကိုတော့ပြန် break ထားတာတွေ့ရတယ်ပြီးရင်ဒီမှာထောက်ပြီးတက်သွားတာကိုတွေ့ရတယ်ဒီနေ့ ဒါပေမဲ့အဲ့ဒါမသေးကြဘူးပါဒါလေးအသေးအရင်သေးတယ်အဲ့တော့တသိန်း6000မှာ rejection ပြလို့ရှိရင်เนาะပြန်ကြနိုင်ရှိရဲတသိန်းအထိနောက်တစ်ခေါက်ပြန်လာနိုင်စရာရှိသေးတယ်เนาะရှိသေးတယ်โอเคအဲ့တော့ဒါ bitcoin ရဲ့အကြောင်းအဲ့တော့ကျွန်တော်တို့အောက်မှာဝယ်ထားခဲ့လို့ရှိရင်ဒီအပေါ်မှာအမြင်ရတင်းတင်းထုတ်ဖို့စဉ်းစားပါ claim break ဆိုလို့ရှိရင်เนาะကျွန်တော်တို့စက္ကန်ထားလို့ရမှာ claim break ပုံမှာ rejection တွေပြပြီဆိုလို့ရှိရင်အမြင်ထုတ်ဖို့ကျွန်တော်စဉ်းစားအစားပြီးစဉ်းစားလို့ရပြီ အဲရောက်တာနဲ့ကိုနည်းနည်းလေး percentage နည်းနည်းထုတ်ထားလိုက်တာပိုကောင်းတယ်ပေါ့နော်။နောက်ကျွန်တော်ဒီကနေပြီးတော့မှ rejection နဲ့အာအောက်ကို momentum ပြရတယ်။ bell bell movement ဝင်လာတယ်။ဆိုလို့ရှိရင်တော့ဒီကနေကြည့်လိုက်လို့ရှိရင်ဒီအောက်ကတသိန်းတန်းကိုတစ်ခေါက်ပြန်ပြီးတော့ short trade ဖြစ်ဖြစ်ပြန်ဝင်လို့ရဖို့ကျွန်တော်တို့ကစဉ်းစားလို့ရမှာပေါ့နော်။ဆိုတော့ဒါက bitcoin Ethereum နဲ့ဘာဘာပုံစံတူတူပဲ။ Ethereum မှာထူးခြားတာတစ်ခုနောက်တစ်ခုထပ်တွေ့ရတယ်။သူကဇုံကုန်မှကျွန်တော်တို့ ဒီချထားခဲ့တဲ့ကစားနေတဲ့ဇုံတွေအပြင်ရောအလဲမှာလည်းကျွန်တော်တို့တချို့ဇုံအသေးလေးတွေမှာလည်းအလုံးလုံးနေတာကိုတွေ့ရတယ်เนาะဒီမှာဆိုရင်ဒီမှာတစ်ချက်နှစ်ချက်သုံးချက်လေးချက်၅ချက်လောက်ထိခဲ့တဲ့ဒီ local zone local zone ထဲတော့မကတော့နည်းနည်းဇုံနည်းနည်းကြီးသွားတယ်အဲ့ဇုံရောက်လာတဲ့အချိန်မှာ clean break လုပ်ပြီးတဲ့အချိန်မှာဒီမှာ retest ပြန်လုပ်ထားပြီး rejection ပြထားတာကိုတွေ့ရတယ်ဒီနေ့ရเนาะဆိုတော့အကယ်၍ bitcoin နဲ့အချိန်တွေမကောင်းရင် तू ကပြန်ဆင်းမယ်ပုံပေါက်တယ်ဘယ်ထိဆင်းနိုင်ရည်ရှိလဲအနည်းဆုံး3000เนาะ3000ကိုကျွန်တော်မှန်လို့ရတယ် ၃တောင်အတိကြတော့ပေါ့နော်၃တောင်နားတဝိုင်းเนาะဒီမှာ၃တောင်နားတဝိုင်းမှာလှုပ်ခတ်မှုရန်ရှိခဲ့ဆိုတော့အ ਨੇ ဆုံးဒီကနေเนาะဒီကောင်ဖြတ်လိုက်မယ်ဒါရှုပ်နေအဲ့တော့ဒီကနေပြီးတော့ကျွန်တော်တို့က rejection နဲ့ဒါသွားမယ်ဆိုလို့ရှိရင်အောက်ကို၃တောင်လောက်အထိမှန်လို့ရအဲ့ကဲ big coin က clean break ဖြစ်ခဲ့တယ်ဆိုရင်တော့သူလည်း slide တက်သွားနိုင်ခြင်းရှိတာဒါဆိုရင်တော့ next season 3900စီသွားလိမ့်မယ်ပေါ့နော် BMV ကိုကြည့်မယ်ဆိုလို့ရှိရင်လေ BMV ကလည်းဟိုနေက ကျွန်တော်တို့ပြရတဲ့အတိုင်းပဲဒီမှာ rejection နဲ့ပြန်လာနေတွေ့ရတယ်အခုလောကတထောင်အောက်မှာရှိတယ်နော်တထောင်အောက်မှာရှိရဲအဲ့တော့အခုနေ BNB ကိုဝယ်ချင်တယ်ဆိုလို့ရှိရင်เนาะဒါဟိုနေ့ကတော့ဝယ်တင်တာပေါ့နော်တကယ်ဝယ်ချင်တကယ်ဝယ်ချင်ခဲ့တဲ့လူကဒီနေ့ကဒါလုံးဝဝယ်တင်ခဲ့တဲ့နေ့ရှိရရှိရချောဘာလို့လဲဆိုတော့ဒီမှာဒီဘက်မှာလည်း ကျွန်တော်တို့ဒါဇုံတစ်ခုရှိခဲ့တယ်ဒီကုဒီဇုံကိုပြန် rejection နဲ့ပြန်တက်တဲ့အချိန်မှာဒါဝဲဝဲဝဲထားတဲ့အချိန်ပေါ့နော်ဒါပေမဲ့နောက်ကျသွားရဆိုလို့ရှိရင်เนาะခုနက bitcoin ရဥဆောင်မှုတော့ကိုလိုက်ပြီးတော့တော်မဖြစ်လို့ကြောင့်မလို့ခဏတော့စောင့်ကြည့်မှာရနိုင်မှာပေါ့နော်โอเคအဲ့တော့ BNB ကတော့ဒီအဲလောလောဆယ်မှာဒါပြောလို့ရှိရင်တသိန်း sorry တသိန်းတထောင်ပေါ့နော်တထောင်ရဲ့အောက်မှာပဲရှိနေတယ်ဆိုလို့ရှိရင်တော့ဝဲပြောပါတယ်အဲအကောင်းဆုံးနည်းလမ်းကိုကျွန်တော်ပြောမှာဆိုလို့ရှိရင်လုံးဝအခုအခု ထိတ်ဆုံး order ဟန်ရောက်ခဲ့တဲ့ချိန်ကနေဟိုးအောက်ဆုံးကျွန်တော်ကဖီယိုနာချီနဲ့ဆွဲချလိုက်200 200လောက်ပေါ့ဗျာ200လောက်ကတော့စားလို့ရတယ်ဆိုတော့ဒီဆွဲချလိုက်ယူသွားလို့ရှိရင်ဒီမှာ0.5ပေါ့เนาะ0.5ကအောက်မှာဝယ်တာတော့အကောင်းဆုံးပဲเนาะလောလောဆယ်တော့ဒီမှာသူကဒီလိုဆွဲလိုက်လို့ရှိရင်เนาะဒါအရင်ကြီးရတဲ့ကြောင့်မို့လို့900အောက်မကျဘူးဖြစ်တယ်เนาะဒါပေမဲ့စိတ်ဖြစ်ဆုံးကတော့0.5အောက်ကစိတ်ဖြစ်ဆုံးဒါပေမဲ့ဒီကောင်0.5အောက်ရောက်ဖို့တော်တော်ကြာပါ ဲ့တော့ကြာမဆောက်နိုင်မင်းနဲ့အပေါ်တက်တက်သွားတော့လို့ရှိရင်ပပမသွားပဲနေမှာဆိုလို့နော်ဒီမှာဆို3 0.382ကတည်းတောက်လျှောက်ဒီမှာပြန်ပြီး rejection ပေးခဲ့ရတွေ့ရကြာ3 0.382ကိုပြန်ရောက်လာရင်ထပ်ဝယ်လို့ရလိမ့်မယ်နော် Solana Solana ကျွန်တော်ဝယ်ထားတယ်ခုနေ့ကဒီကြတော့ငနေဝယ်ထားလိုက်တယ်အများကြီးတော့မဟုတ်ပါဘူးနည်းနည်းဒေါ်လာထောင်ငနေလောက်တော့ဝယ်ထားလိုက်တယ်ပေါ့နော်ဆိုအရင်ကလေးကကြီးလေကျွန်တော် Solana ရှိပြီးသားလေးရှိပါတယ်ဒါပေမဲ့ထပ်ဝယ်လိုက်တာပေါ့နော်ဆိုတော့ဘယ်နှမဝယ်ဆိုဒီ150ပတ်ချလိုက်မှကျွန်တော်ဝယ်တာเนาะအခုအဲ့ဒီကနေလေကျွန်တော်အမြတ်တကူတော့ ထုတ်ထားလိုက်ပြီပေါ့နော်ဆိုတော့အခုနဘစ်ကွိုင်ပေါ်မှာပဲမူတည်အဘစ်ကွိုင်ဒီဒီ rejection မပြဘူးဆိုလို့ရှိရင်သူဒီ180အထိပြောင်းသွားတဲ့ညရှိတယ်180ကြာရင်ကျွန်တော်ကပြန်ထုတ်ဖို့ကြိုးစားပဲအခုနေ percentage ဟိုမှာဘစ်ကွိုင်က rejection ပြပြီးပြန်စင်းမှုလုပ်တယ်ဆိုရင် percentage တခုတော့ထုတ်ထားတဲ့ ਨੇ ပြီးရင်မထုတ်သေးဘူးခဏကြိုင်ထားမှဆိုလို့ရှိရင်တော့180ကြာရင်တော့နည်းနည်းထုတ်တင်နေတယ်မပါဘူးโอเคအဲ့တော့ဒီနေ့ကတော့ဒါကျွန်တော် အာကျွန်တော်ရဲ့ဒီ money money analysis လေးလုပ်ပြခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီမှာပြောစရာလေးတစ်ခုရှိတယ်ကျွန်တော်တို့ဒီ dreamland ဆိုရယ် platform တစ်ခုကျွန်တော်ပိတ်လုပ်ထားတာရှိပါတယ်အဲ့ dreamland platform ကတော့လောလောဆယ်အာ free ပေါ့နော် free လမ်းလွှင့်လို့ရတယ်အာအဓိကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာ flash card ပုံစံမျိုးနဲ့အာကျွန်တော်တို့ဒီ financial knowledge ကိုမြန်မြန်နဲ့အဲနည်းနည်းဟိုလွတ်လွတ်ကူကူသင်လို့ရအောင်ပိတ်လုပ်ထားတဲ့ platform လေးပေါ့နော်ဆိုတော့လောလောဆယ်အမှာအာတွားပြီးတော့မှာ freely free သင်လို့ရတယ်။နောက်ပိုင်းကျတော့ရှိရင်ကျွန်တော် community တွေပါတယ်အဲ့မှာပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီတင်းတင်းအရင်အဟောင်းဗီဒီယိုတွေကိုလည်း subscription fee တစ်ခုနဲ့ကြည့်လို့ရဖို့ဈေးတက်တက်တာပါအရင်တက်တာပါ။အဲ့ဒါတွေကြည့်လို့ရဖို့ကျွန်တော်တို့ season ထားတာရှိတယ်။ဆိုတော့ဒါကကျွန်တော်တို့ရှေ့ဆက်သွားမယ်အဲဒီ Dreamland Dreamland platform လေးပေါ့နော်။ဆိုတော့ဒါလေးကိုလည်းကျွန်တော်အောက်မှာ link လေးပေးထားပါမယ်။အဲကျွန်တော်တွားပြီးတော့ check out လုပ်ဖို့လဲ။ ဟိုတော်ပြီးကြည့်နေခြင်းနဲ့ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုအဟောင်းတွေကိုပြန်ပြီးတော့မှ subscription fees နဲ့ကြည့်ဖို့အတွက်ကကျွန်တော်ကတစ်ခုတက်မှတ်တာရှိတယ်25ရက်နေပေါ့နော်လာတလာ25ရက်နေရနေပြီးတော့နောက်လာ10ရက်အဲ9ရက်နေပေါ့နော်ဂျားပေါ့စုပေါင်း10ရက်10ရက်ကိုပဲအဲ့ဒီဒီဟိုဟာက subscription ကိုပွင့်တာပါပြီးရင်ပြန်ပိတ်သွားပါလိမ့်မယ်အဲ့တော့ loyalty subscription ပိတ်တဲ့အချိန်ဖြစ်နေတယ်ပေါ့နော်ဆိုတော့ loyalty တော့ဝယ်လို့ရမှာမဟုတ်ဘူးအာအဲ့တော့ loyalty အမ waiting list နဲ့စောင့်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ ါလေးဟိုပြောပြပေးတာပေါ့လေနော်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ်ငွေနဲ့နေနေဖြစ်ပါသည်နော်